မင်္ဂလာနေ့ရီပါခင်ဗျာဒီကနေ့ကျွန်တော်ဆရာဝန်ရဲ့ရွှန်းစိမ့်စိမ့်တတန်းဆိုတဲ့ကဗျာကိုရပ်ဖတ်ပြကြပါတယ်ရွှန်းစိမ့်စိမ့်တတန်းတိုင်းပြည်ကရိုင်းတော်ပရောင်ပန်းတော်မုံတိုင်းနဲ့မှပွင့်ရတယ်အဲ့ဒီတိုင်းပြည်မှာမုံတိုင်းကိုအကားတဲ့မြင်းကိုတုံဆိုင်ကျင်တဲ့လူငယ်တွေနေတယ်တိတ်ကိုမောင်းလို့နဲ့ 2006မှာပေါ့အဖြစ်ရောင်တက်တန်းဆိုတဲ့အလံတလက်မိုးပေါ်ထိုးတက်ခဲ့ဘူးတယ်ကြောက်ခဲ့ရင်ဒေတက်တန်ဟာတော်လန်ရေးစီ ရောက်လာမှာမဟုတ်ဘူးသမီတိုင်းပြည်ကရိုင်းတော့တက်တန်ကိုင်းကလေးကိုင်းဖြစ်ခဲ့ရပြီလေရွှေဝါရောင်တော်လန်ရေးဟာတက်တန်ကိုဓာနဲ့ပိုင်းချလိုက်တယ် တမီယိုဖြစ်ကဖယိထောင်ကြတမီရှောင်ရ2008ကဟောအခုတော့ຫນွေဦးတော်လည်ရေးမှာတမီကအဖန်ခံရဖယိက ပုံရှောင်ရဒူဝင်ကျဲပြီးရင်ဒုတိယမြောက် အလင်းလက်ဆုံးကျဲကိုလူငယ်လို့ရေးလိုက်တယ်တမီကလူငယ်တော်လည်ရေးဆိုတာလူငယ်တယောက်ရှိရင် တယောက်နဲ့စရတာပဲမိုးတပေါင်းနဲ့လည်းဘရောင်းပွင့်ရတာပဲတဲတမီးရိုးပါပါဆရာကြီးမင်းသူဝင်ရဲ့တရားနှလုံးသားနဲ့ကြည်ရင်အင်းစိန်ထောင်အုပ်ယိုးပေါ်မှာတက်တန်တစင်ရေတောင်ဆင်းတာမြင်မယ်အဲ့ဒါရွှန်းစိန်စိန်တက်တန်ပဲပေါ့ကောင်းတို့ချအောင်ဝေးစွန်း တရ2021ရွှန်းစိန်စိန်ဩဂုတ်ခွန်1997မတ်23/2025အသက်34နှစ်နိုင်ငံရေးအကျဉ်းသားဟောင်း3လပိုင်း23/2025ရက်နေ့ရန်ကုန်မြို့တွင်ကွယ်လွန်သည်ဟုတ်ကဲ့ဆရာအောင်ဦးရဲ့ရွှန်းစိန်စိန်သက်တမ်းဆိုတဲ့ကြံကိုရွေးဖတ်ပြခဲ့တာပဲဖြစ်ပါတယ် အဆုံးထိလိုက်ပါစီမျောပေးခဲ့မှုတို့ကကျေးဇူးတင်ပါတယ်ခင်ဗျာ